်ငယ်ချင်းနဲ့စကားပြောနေတယ်လို့ဖြစ်တဲ့အထီကိုဒီ body language ကကောင်းရမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် interview အောင်မှုအတွက်က60%ကလုံးဝတည်ကြတယ် Hello အားလုံးမင်္ဂလာပါ Global Group Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ီနေ့မှာတော့ဥက self confidence ဆိုတဲ့အကြောင်းလေးကို share လုပ်ပေးခြင်းနဲ့ဒီ self confidence ကကိုနိုင်ငံခြားကိုလာမှာမဟုတ်ဘူးကိုနိုင်ငံမှာကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ်ပိုင်ဝင်ခြင်းမှာလည်း self confidence ဆိုတာရှိဖို့လိုအပ်တယ်လူကိုယ်တိုင်ကလည်း self confidence နဲ့ပတ်သက်ပြီးတော့ challenge တွေအများကြီးရှိခဲ့တယ်။ self confidence ဆိုတာဘဝမှာအောင်မြင်မှုတွေအရေးကြီးဆုံးအရာတစ်ခုပါ တခါလေကြားလို့ရှိရင်လည်းအခုကိုယ်တိုင်ပေါ့နော် self confidence နေခဲ့တဲ့အခြေအနေရှိခဲ့ပြီးတယ်အဲဒီအချိန်မှာအခုဘယ်လိုကြောက်ခက်ခဲ့လဲဆိုတာကိုမျှဝေပြီးသွားမယ်ဒီ vlog လေးမှာတော့ self confidence တိုးတက်စေဖို့နည်းလမ်းတွေသင်ဘယ်လိုစတင်လုပ်ဆောင်ရမလဲဆိုတာကိုအခုက share လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့တကယ်ကျွန်တော်ရဲ့အတွေ့အကြုံလေးတွေကိုလည်း comment မှာရေးသားလိုက်ရပါတယ်အဲဒါဆိုရင်ဘလို့ blog လေးကိုစလိုက်ကြရအောင် self confidence တိုးစေမယ့်အချက်၅ချက်ကိုပြပြပေးသွားမှာဖြစ်ပါတယ် ဘဝမှာဘာသူမဆို self confidence ကိုအရေးကြီးတယ်။ပရမောက်ဆုံးနံပါတ်တစ်ချက်လူအများနဲ့နိုင်ရှင်မအောင်ရှက်ပါ။ ူများတွေနဲ့နှိုင်းရှင်နေကြရကိုကိုတိုင်းစိတ်ဒုက္ခပြည့်စုံတမျိုးပဲအထူးသဖြင့် social media တွေမှာသူကတော့ဘယ်လိုတောင်တုံးဖြုံနိုင်တာဘယ်လိုတွေခီးသွားတာအလုပ်တွေကောင်းကောင်းရတာအဲ့တော့သူတို့တွေရဲ့ post တွေအဲ့လိုမျိုးတွေ့တဲ့အခါမတုံးနိုင်ဘူးမဖြုံနိုင်ဘူးငါကတော့မတော်ဘူးစသဖြင့်အမြဲ compare လုပ်ပြီးအားငယ်သွားတတ်ကြတယ်အဲ့လိုမျိုးလုံးဝမလုပ်ပါနဲ့ကိုပုံစံကိုရောက်နေတဲ့နေရာကိုလက်ခံပါပို့ပြီးတော့ကြိုးစားပါ instead of comparing start improving yourself နံပါတ်1ချက်အဲ့ဒါတော့ self love ကိုကိုချစ်မြတ်လို့ချက်ပါတင်းကင်းပြောင်းကြည့်ပါငါမဖြစ်နိုင်ဘူးလို့တွေးမှတ်နေရမှာအော်ငါဒါလေးကိုငါစူးစမ်းကြည့်မယ်ငါ try ကြည့်မယ်ဆိုတဲ့စိတ်ကလေးကိုတင်းထားပါပြီးရင်ကိုရဲ့အားသာချက် strong point ကိုရှောက်ခဲပြီးတော့ယုံကြည်မှုနဲ့အသုံးချပါနံပါတ်၃ချက်က body language ပြုံးမှာတည်ငြိမ်မှာမျက်နှာအမြင်ကောင်းမှာ body language ပြောင်းမယ်ဆိုရင်ဘာတွေပိုကောင်းလာနိုင်လဲဆိုတော့ညီရအသိကို self confidence ရှိတယ်ဆိုပြီးတော့ယုံကြည်လာကြမယ်အဲ့ဒီပြင်ကိုကိုရန်ရလည်းကိုကိုကိုယုံကြည်မှုတွေပြည့်စုံလာတယ်ဒီ body language ကဘာလို့အရေးကြီးလဲဆိုရင် speech presentation ကြော job interview နဲ့ social life စင်းနေမှာဆိုလို့ရှိရင်ပို့ပြီးတော့အောင်မြင်လာကြတယ်ပို့ပြီးတော့အားသာချက်ကိုအဲ့နေရာမှာပို့ပြီးတော့အသုံးချတတ်လာတာကိုတွေ့ရတယ် body language ကအထူးသဖြင့်ဒီ interview တွေမှာအရန်အသုံးဝင်တယ်အမှတ်လည်းပို့ရတယ်ဒါကတော့ဦးရဲ့ကိုတွေ့နေနဲ့ပြောတာပေါ့နော်သူ FMI line ကို စပြီးတော့ လို့သင်တန်းတက်ခင်တော့ပေါ့နော်ဆရာတွေကလည်းအဲ့လိုသင်ပေးတယ်အဓိက body language ကအရင်ကြီးကြီးတယ်ဒီလိုမျိုးတောင်းတောင်းကြီးအမေးဖြေကြီးပြောနေတာပဲမဟုတ်ပဲနဲ့ပေါ့နော်သူနဲ့ကိုယ်နဲ့ကဒီမှာရင်းနှီးတယ်လို့မျိုးတကယ်ချင်းနဲ့စကားပြောနေတယ်လို့မျိုးဖြစ်တဲ့အထီးကိုဒီ body language ကကောင်းရမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် interview အောင်မှုအတွက်က50%ကလုံးဝပေးကြတယ်အဓိကကဒီ communication ပေါ့ communication ကောင်းအောင်ပဲအဲ့တော့ body language ကအရင်ကြီးကြီးတယ် body language အကြောင်းသိသွားပြီဆိုတော့နံပါတ်၄ချက်က negative thought တို့နေစဉ်ဖက်တမ်းနဲ့ live time တွေမှာ negative thought တွေရှိတတ်ကြတယ်အဲ့ဒါတွေကိုအထူးရှောင်ကြဉ်ပါဘလို့ရှောင်ကြဉ်ရမလဲဆိုရင်ပျော်ရွှင်မှုကိုစောင့်ရက်ပါစာဖတ်ပါကြောင်းနဲ့တရားကိုရိုင်းမြင့်ကူနေပါငယ်လို့ကတခုခုလုပ်တော့မယ်ဆိုလို့ရှိရင်နိုင်မှာမဟုတ်ပါဘူးလို့တွေးမဲ့နေရမှာငါဘာလို့မဖြစ်နိုင်ရမှာလဲငါ try ကြည့်မယ်ငါလုပ်ကြည့်မယ်ငါရအောင်လုပ်မယ်ဆိုတဲ့စိတ်ကိုရှိပါဖြစ်နိုင်မယ်ဆိုလို့ရှိရင် negative thought တွေကိုအမြဲတမ်းရှောင်ကြဉ်ပါ positive thinking မှာတွေးပါနောက်ပြီးဆိုအချက်နံပါတ်5စုံပြတ်ချက်ချမှတ်ပါ ဘဝမှာအောင်မြင်မှုရရှိဖို့အတွက်အရေးကြီးဆုံးအချက်တွေကတစ်ချက်ကဆုံးဖြတ်ချက်ခိုင်မာစွာချတာပဲ self confidence ရှိတဲ့သူတွေကသူတို့ရဲ့ဆုံးဖြတ်ချက်ကိုယုံကြည်မှုရှိရှိနဲ့ချနိုင်တာကိုသူတို့များသောအားဖြင့်တွေ့ရတယ်။တခါဆုံးဖြတ်လိုက်ပြီဆိုရင်ဘယ်အကြောင်းနဲ့မှမပြောင်းလဲဘူးဆိုတဲ့အတ္တိကျုပ်ပဲ။တခါဆုံးဖြတ်ချက်ချလိုက်တာကိုအပြည့်အဝယုံကြည်မှုသွားမယ်ဆိုရင်ကိုယ့်ဘဝမှာတိုးတက်မှုရဲ့အများဆုံးရရှိလာပါလိမ့်မယ်။ရှင်ကကိုယ့်မှာ confidence နဲ့မရှိလဲနေပါ။အခုချိန်ကစပြီးစတင်ဖန်တီးလိုက်တာ။အခုပြပြပြီးသွားတဲ့အချက်၅ချက်လိုက်နိုင်ရုံနဲ့တင်းရဲ့ self confidence နဲ့ပြောင်းလဲနိုင်တာပါ။ဗီဒီယိုကြည့်ပြီးတော့ဘယ်ချက်တွေအ သုံးဝင်လို့ဆိုတာကို comment မှာရေးပေးသွားအောင်နော်။ဒီရဲ့ဒီ video လေးကိုကြည့်ပြီးတော့အကျိုးရှိမယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးသွားပါအောင်။နောက် video လေးကတော့ narcissist အကြောင်းကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ see you next my video. Bye bye.